လူလက်ရေးရပြီးပထမထောက်လိုင်းခေါ် MIK ကောက်လာချင်းကာလာမှာဗိုလ်မှူးချုပ်တင်ဦးမြန်မှန်ကြီးရဲ့ညာလက်ရုံဖြစ်ခဲ့ဘူးတဲ့ဗိုလ်မှူးကြီးဘူနီဟာပြည်ထရေးဝန်ကြီးအဖြစ်ခန့်ထားလိုက်ပါတယ်ထောက်လိုင်းရေးအတက်ပညာမှာတပ်ဖက်ကန်းခတ်တက်မြောက်တယ်လို့နိုင်ငံရေးအကျဉ်းသားများကိုလည်းစစ်ကြောနှိပ်စက်ရမှာ အထူးရက်ဆက်သူဖြစ်ပါတယ်သူဝင်ကြီးဖြစ်တဲ့အချိန်မှာနိုင်ငံရေးသမားများကိုတန်ချေခြင်းပြုလုပ်ပြီးစတင်ခက်ခဲသူဖြစ်ပါတယ်။ ညာတော်ပေမဲ့ရက်ဆက်သူဖြစ်သလိုအနေအထိုင်လည်းမတက်သူဖြစ်ပါတယ်။အပေါင်းအသင်းလည်းမတက်ပေ။သူကို ထောက်လန်ရေးလောကမှာအရာရှိကြီးများက မကိုပရေဟုလှဝက်အမည်ပေးထားကြသည်။မကိုလမ်းမှာအမဲလို့လို့ကြက်စားခဲ့ပြီးမကိုလမ်းမှာရွှေကုံတဲများနဲ့အလွန်ရင်းနှီးမှုရှိခဲ့တာမို့ဒီနာမည်တွေ့ရလေခြင်းဖြစ်ပါတယ်။ သူပြည်ထရေးဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်ချိန်တုန်းကတန်ချေချင်းတွေပြုလုပ်ဖန်တီးစေပြီးအရှုပ်သားအကျဉ်းသားထောက်သားတို့ကိုရုံးထုတ်အပြင်ထောက်ရာမှာတက်ဆင်စေကဒုက္ခပေးခဲ့ပါတယ်။ပြည်ထရေးဝင်ကြီးဘိုးမူကြီးဘိုးနီဟာစော့စော့ကပြောခဲ့သလိုအနေအထိုင်မတက်အပေါင်းအသင်းမတက်မကိုပရင်လိုလှစ်ဝက်နာမည်တွင်ခဲ့တာနဲ့အမျှမကိုလမ်းမှာနာမည်ဆိုးနဲ့ကြော်ကြနေသူရွှေငါးမြင့်သိန်းကိုအလွန်ရင်းနှီးစွာပေါင်းသင်းဆက်ဆံခဲ့ပါတယ်။ ဥပိုနီရဲ့ဇနီးအင်္ဂလန်သို့စေကူတာဘုခံယူဖို့ထွက်ခွာသွားတဲ့အခါရွှေငါးမြင့်တဲ့ရဲ့မိန်းမဖြစ်သူဒေါ်သိန်းတင်က အတူလိုက်ပါသွားပါတယ်။ငွေကြေးလိုအပ်မှုကိစ္စအဝါအဝါကိုဖန်တီးဆောင်ရွက်ပေးခဲ့ပါတယ်။ အဲ့ဒီလိုဖြစ်စဉ်ဖြစ်ရက်တွေကိုနံပါတ်1ဖြစ်တဲ့ဦးနေဝင်ကကြားသိလာတဲ့အခါနံပါတ်1ခွဲဖြစ်တဲ့ဗိုလ်မှူးချုပ်တင်ဦးမျက်မှန်ကြီးကိုခေါ်ယူပြီးမင်းတပည့်ကိုလည်းကြည်ထိန်အောင်ဟုတတိပေးစကားခေါ်ယူပြောကြားခဲ့ပါတယ်။မကြလိုက်ပါဘူး။ရွှေငားမြင့်သိန်းကိုရွှေမောင်ခိုမှုနဲ့ဖမ်းဆီးထိန်သိမ်းလိုက်တဲ့အခါပြည်တယ်ရေးဝင်ကြီးဖြစ်သူဗိုလ်မှူးကြီးဗိုလ်နီပါအဖမ်းခံရပါတော့တယ်။နောက်ဆုံးတော့ထောင်သွင်းအချင်းချထားခြင်းခံလာရပါတယ်။ သူထောင်ကြတဲ့အခါဝင်ကြီးဘဝတုံးကထောင်ထဲမှာရုံထုပ်ပါထုပ်လုပ်တဲ့အခါနိုင်ငံရေးသမားများအတွက်ဥပိုနေအထူးစီမံပြုလုပ်ထားတဲ့တန်ချေချင်းခက်ပြီးသွားလာရပါတယ်။ဝိမာအမြင်ငရေမှာအပါဆိုသလိုကိုတုံးနဲ့ကိုအရိုက်ခံလာရတဲ့ဖန်စီထိမ့်သိမ့်ခံလာရတဲ့ဥပိုနေတယောက်အဲ့ဒီအချိန်တုန်းကရှုံးပွဲချငိုချင်ညီခဲ့ရလေတည်းအဲ့ဒါဟာလက်တလောလက်ရှိဘဝမှာပေးဆက်ခဲ့ရတဲ့ဝိကျေးတစ်ခုသာဖြစ်ပါတယ်။ဝိဆိုတာအလွန်ကြောက်စရာကောင်းပါတယ်။ ငရဲဆိုတာတေမရောက်တာဝိကတော့နောက်ဘဝအထင်မရောက်ပဲဒီဘဝမှာတင်ရှင်းရှင်းပြန်လဲတက်တဲ့သဘောရှိပါတယ်ဦးနေဝင်းရဲ့ကြောထောင်နောက်ခံမှုနဲ့ရှေ့တန်းရောက်လာတဲ့မြင့်မှန်ကြီးတင်ဦးဟာဘယ်အရာပဲကိစ္စဘယ်ပြဿနာမဆိုဦးနေဝင်းတယောက်တည်းကိုသာဓာတ်ရိုက်အစီရင်ခံလေးရှိပါတယ်ဒါကြောင့်မဆာလာအစိုးရတပ်ဖွဲ့လုံးထက် တကိုးအာနာ အရှင်မွေးနေခြင်းကြီးသလိုကျန်သူများကိုဖုတ်လေတဲ့ငပီရှိတယ်လို့တောင်မအောင်မိတ်နိုင်အောင်ဖြစ်ခဲ့သူဖြစ်ပါတယ်။အဲ့ဒီလိုကြောင့်အဲ့ဒီအရှင်ကအနောက်တိုင်းစာနယ်ဇင်းသမားကဥနေဝင်းကနံပါတ်၁ဦးစံယူကနံပါတ်၂လို့ခေါ်ဆိုကြပြီးမျက်မှန်ကြီးတင်ဦးကိုတော့နံပါတ်၃လို့မခေါ်ဆိုဘဲနံပါတ်၁နဲ့နံပါတ်၂ကြားကတစ်ခွဲလို့ခေါ်ဆိုတမုတ်ကြပါတယ်။တပည့်ကျော်ပြည်တဲ့ရေးဝင်ကြီးဗိုလ်မှူးကြီးဗိုလ်နီ အဖမ်းခံရပြီးတိတ်မကြခင်မှာတော့ဆရာအလှည့်ကြရောက်လာပါပြီ မြန်မာကြီးဟာပါတီတွဲဘက်အထွေထွေအတွင်ရေးမှုဖြစ်လာတဲ့အခါလုပ်ငန်းတာဝန်ကြားမှာခေါင်းမဖော်နိုင်အောင်ဖြစ်လာရပါတယ်ဦးနေဝင်းထံတို့နေ့စဉ်အခါစားမရောက်နိုင်တော့ဘဲအဲ့ဒီခါစားပြက်ကွက်မှုတွေများလာတာနဲ့အမျှရေမြင့်ရှင်နဲ့အိမ်ရှိဆန်ကိုတော်လေးကြမှာတက်ရှုံမှုတွေပေါ်ပေါက်လာပါတယ်။ရခင်လုံးလမ်းကြောင်းမဖြောင့်ပြူတော့ဘဲစိုးရိမ်စိတ်တွေတင်ကမကင်းမှုတွေကကြားခံလာတဲ့အခါပြောတိုင်းမအောင် ထင်တိုင်းမပေါက်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလိုနှစ်ဦးကြားမှာလက်ခဲတဲလေးဖြစ်နေခိုင်းမှာမျက်မှန်ကြီးရဲ့သားကြီးကိုစောလွေရန်မင်္ဂလာဆောင်ကိစ္စပေါ်ပေါက်လာပါတယ်။မင်္ဂလာပွဲမှာတိုက်တေကားတွေစိန်ချွေအထည်တွေကိုလက်ဖွဲ့ကြတယ်။လက်ဖွဲ့ပစ္စည်းများကိုကားနဲ့တောင်တိုက်ယူခဲ့ရတယ်လို့ကြားသိရပါတယ်။မင်္ဂလာပွဲပြီးလို့ကိုစောလွင်တို့ဇနီးမောင်နှံဟာဘန်ကောက်ကိုပြားရည်စံခဲကြီးအဖြစ်သွားရောက်ခဲ့ပါတယ်။အဲဒီလိုသွားရောက်တာကို ထိုင်းအစိုးရကအိရှေမင်းသားရဲ့သားတော်တပါးလို့ခခန္နာနာကြိုဆိုခဲ့ကြပါတယ်။ အဲ့ဒီလိုထိုင်းအစိုးရတာဝန်ရှိသူတို့ကကြိုဆိုတာကိုဒေါ်ဆန္နာဝင်းကဖခင်ကြီးဥနေဝင်းကိုတည်င်းပေးခဲ့ရမှာအာနာရှင်ဥနေဝင်းဟာမျက်မှန်ကြီးကိုရွှေစိတ်တော်စတင်ခူခဲ့ပါတယ်။နောက်အဲ့ဒီလိုရင်မြေအရှင်ကငါအသက်ထင်ကြားရှိပါနေသေးလျက်နဲ့ဒီကောင်ကဒီလောက်တောင်အတင်ရဲနေပါလားလို့ရွှေစိတ်တော်ခုမျက်မှန်တော်ရှာနေချိန်မှာဦးစန်းယူအမှုပြုတဲ့မဆာလာအစိုးရအဖွဲ့တို့ကလည်း မျက်မှန်ကြီးတင်ဦးဟာသူတို့အစိုးရအဖွဲ့ထက်ကျော်လွန်ပြီးမိုးကောင်းနေတာမို့လို့အလုတ်ကိစ္စရက်များမတင်ကြပါလို့အရေးကိုလျှောက်ထားကအစင်းကိုဗိမ့်တက်ပေးခံခဲ့ရပါတယ်။စစ်သွေးစစ်မှန်နေလေးစကားကြွားတလူလူဝေနေတဲ့စစ်အာဏာရှင်ဦးနေဝင်းဟာအမားအမှန်ကိုမခွဲခြားမဆုံးဖြတ်တော့ပဲကဘာမီလောင်တားကောက်ရှာနေဆိုတဲ့လိုမျက်မှန်ကြီးတင်ဦးကိုနိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့အေးအေးယူဖမ်းဆီးခဲ့ပါတယ်။ ဘိုခင်ညွန့်ကိုဥတန်းရွှေအေးယူတဲ့အခါမှာလဲလက်စားမှုနဲ့အေးယူခဲ့တာဖြစ်ပါတယ်။တမိုင်းတစ်ဖက်ပြန်လဲတလို့ပါပဲ။ဘိုမူကြီးတင်ဦးဟာသူ့အမှုအတွက်ရှေ့နေမငါပဲကိုရိုင်းလျှောက်လဲချက်ပေးခဲ့ပါတယ်။ရှေ့နေငါခဲ့လဲအာနာရှင်ခင်မှာဆိုတော့တမင်တသက်ဖန်းစည်းကျင်နာရဲ့ဥပရေအထက်မှာအာနာရှင်တွေရှိနေတာကြောင့်မရနိုင်ပါဘူး။နောက်ဆုံးတော့မြင့်မှန်ကြီးတင်ဦးဟာထောင်တန်ပေးခြင်းကိုခံခဲ့ရပါတယ်။သူထောင်ကြတဲ့အချိန်မှာအရေးကြီးနိုင်ငံရေးသမားများအတွက် သူကိုယ်တိုင်အကောင့်ထည့်ဖော်ခဲ့တဲ့ရေကြီးအိုင်မှာအကျဉ်းသားအဖြစ်နဲ့တလဲတဖန်ပြန်လဲရောက်ရှိခဲ့ကငားပေရှိတဲ့ကွပြစ်ပေါ်မှာအရက်လျှောက်ပေတလက်မရှိတဲ့မြင့်မှန်ကြီးခမားခွေခေါက်အိတ်ခဲရပါတယ်ဝိမာအမြဲငဲမှာအပဆိုသလိုကိုတုံနဲ့ကိုအရိုက်ခံလာရတဲ့ဖန်းစီထိန်သိမ်းခြင်းခံလာရတဲ့မြင့်မှန်ကြီးတယောက်လက်တလောလက်ရှိဘဝမှာပေးဆက်လိုက်ရတဲ့ဝတ်ကြီးတစ်ခုဖြစ်ပါတယ်။ 1988စက်တင်ဘာလမှာတော့ဥနေဝင်ကဗိုလ်ချုပ်ကြီးစောမောင်ဒုတိယဗိုလ်ချုပ်ကြီးတန်းရွှေဗိုလ်ချုပ်မူကြီးခင်ညွန့်နဲ့ထိတ်တန်းစစ်အရာရှိကြီးတွေကိုသူ့အိမ်လာဖို့ဆင့်ခေါ်ပြီးစစ်တပ်ကအာဏာသိမ်းယူဖို့အမိန့်ပေးလိုက်တယ်။သူတို့ကလည်းအမိန့်ကိုလှင်လင်းမြန်မြန်ထီထီရောက်ရောက်နဲ့ရရဆက်ဆက်အကောင်အထည်ဖော်ကြတယ်။အဲ့ဒါနဲ့နာဝတာအဖွဲ့ဆိုတဲ့စစ်အာဏာရှင်အုပ်စုကြီးတစုတကြောပြန်နိုင်ငံကို အုပ်ချုပ်ခဲ့ပြန်ပါတယ်။ နာဝတာစတင်ဖွဲ့စည်းစဉ်ကာလ1988 1990အတွင်းမှာဘိုးစောမောင်နဲ့ဘုတ်ခင်ညွန်းတို့ဟာနိုင်ငံတကာဖိအားပေးမှုတွေကြောင့်နိုင်ငံရေးအကျပ်အကျဲတွေကိုရင်ဆိုင်ဖြည့်ရှင်းနေရပြီး1990ရွေးကောက်ပွဲအမြန်ပြီးစီးဖို့လောက်ကင်နေချိန်မှာဗိုလ်တန်းရွှေကစီရေးကိစ္စတွေကိုသာကင်တွယ်ဖြည့်ရှင်းနေရပါတယ်။အာနာရှင်စနစ်လိုလာတဲ့ဗိုလ်ချုပ်တွေရဲ့အ धिक မကြိုက်နှစ်သက်တဲ့အကြောင်းကတော့ဗိုလ်စောမောင်ဟာရွေးကောက်ပွဲလုပ်ပြီးရင် အာနာလွှဲပေးမယ်လို့ပြောလိုက်တာပဲဖြစ်ပါတယ်။ ဒါကြောင့်ဘိုတင်ဦးနဲ့ဘိုခင်ညွန်းတို့ဟာဥနေဝင်းထံတွားရောက်တင်ပြပြီးဘိုတန်းရွှေကိုတက်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်တင်ကဘိုစောမောင်အားဖြုတ်ရှာခဲ့ကြပါတယ်။ဖြုတ်ချတဲ့နေ့ကဆိုရင်ဘိုစောမောင်ရဲ့ဇနီးဒေါ်စောဤအဖွားကြီးဟာထမိန်တိုတိုဝစ်ကစစ်ယုံကိုဒေါနဲ့မောနဲ့တက်လာလို့ဘိုခင်ညွန်းကအရှိန်မီ သူ့ယုံကန်းကိုဖိတ်ခေါ်ပြီးနှစ်သက်ဖြောင်းပြလိုက်ရကြောင်းသိရပါတယ်။ ဘိုတန်းရွှေတက်လာခါစားမှာတော့ဘိုခင်ညွန့်ကိုနိုင်ငံရေးအခင်းကျင်းရပို့ပြီးမိခိုအားထားရတာမို့ဘိုခင်ညွန့်အနေနဲ့တကူထွာလာကအရှိုတိုင်းမှုများနဲ့တဟဇာတာမဖြစ်တာတွေ့ရပါတယ်။ဘိုခင်ညွန့်ဟာဘ ிய ဝမှုဘဝကနေအရှိန်တိုအတွင်းမှာတမမှုတိုင်းမှုမဖြစ်ဘဲနာအဖရဲ့အစင်းမြင့်ဆုံးနမနှစ်ရာထူးကိုရလာတာမို့တိုင်းမှုအရှိုးကမနာလို့ဖြစ်ကြတာလည်းဖြစ်ပါတယ်။ တခါတုန်းကဗိုလ်မှူးကြီးတယောက်ကိုအရမတောက်တဲ့ခေါင်းမရိုက်တဲ့လို့ဦးနေဝင်းရဲ့ထမင်းကျရာကျူးကလှောင်ပြောင်ခဲ့ဘူးတယ်လို့ကောလာဟာလာတည်င်းထွက်ခဲ့တယ်။အလောင်ခံရသူကဗိုလ်မှူးကြီးခင်ညိုလို့ခေါ်တဲ့အဲ့ဒီဗိုလ်မှူးကြီးခင်ညိုဟာဦးနေဝင်းကောင်းစားစဉ်ကာလမှာထီတော်မိုးအခန်းဆောင်ဒရဝံလောက်ခဲ့ရသူဖြစ်ပါတယ်။ အဝိစာတတ်တတ်ရရဝတ်တက်တဲ့ဘိုးချုပ်ခင်ညွန့်ကမိက်ကက်လင်းရင်ဝင်းဆွတ်တက်ပြီးမျက်နှာကိုလည်းမှန်မှန်အနှိတ်ခံတယ်လို့ကောလာဟာလာတွေစစ်ယုံကထွက်ခဲ့တာလည်းရှိပါတယ်။ဘိုးချုပ်ခင်ညွန့်ကလည်းသူ့ရဲ့ရန်သူတွေကိုတီးပါတယ်။တုံ့ပြန်တိုက်ခိုက်ဖို့ကိုတော့သူတို့နဲ့မတူတဲ့ရှိကတ်မှုကိုရွေးရှယ်ခဲ့ပါတယ်။သူကဘိုးချုပ်မူကြီးတန်းရွှေရဲ့ရုံကန်းကိုတွားခဲ့ပါတယ်။ဒါပေမဲ့အမြဲတမ်းတလေးတဆဆက်ဆံပြီးရန်သူတော်တွေဖြစ်တဲ့ဒုရယာဘိုလ်ချုပ်ကြီးထွန်းကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ပါနဲ့ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်တို့ရဲ့အကျင့်ပြတ်ရှာစားမှုတွေကိုတတ်သိပြနိုင်ဖို့ကြိုကြိုဆဆအလုပ်လုပ်ခဲ့ပါတယ်။ဝင်ကြီးဌာနတွေမှာမြှုပ်နှံထားတဲ့ဗိုလ်ချုပ်ခင်ညွန့်ရဲ့ထောက်လှမ်းရေးတွေကလည်းကုံတွယ်ရေးဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းကြီးဟိုတယ်နှင့်ခီးတွားလုပ်ငန်းဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ပါနဲ့လေယာစိုက်ပျိုးရေးနဲ့ဆယ်မြောင်းရေးဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်တို့ရဲ့အတွင်ကြားတဲ့တည်င်းအချက်လက်တွေကိုအအောင်မြင်မြင်ရယူစုဆောင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လေဥခိညွန်ကနံပါတ်1မှမဟုတ်တာနံပါတ်1ကဂျိုကုံမူကြီးဥတန်းရွှေဆိုတော့ဥတန်းရွှေကလည်းသူအာနာရရေးအာနာတီတန့်ခိုင်မြဲရေးအတွက်အုံနောက်ကိုဒရက်ကျန်းမုံတိုင်းဆင်ခဲ့ပါတယ်ဥနေဝင်လည်းမရှိတော့တဲ့အပြင်အတွင်းရေးမှုနှင့်ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးကလည်း2001ထဲမှာရဟတ်ရင်ပြတ်ကြပြီးကွယ်လွန်သွားပြီးတဲ့နောက်စေအစိုးရခေါင်းဆောင်တွေထဲမှာဗိုလ်ချုပ်မူကြီးတန်းရွှေနဲ့ပခုံးချင်းရှင်နိုင်တဲ့သူဆိုလို့ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်တယောက်ပဲကြံပါတော့တယ် ဒါကြောင့်သူ့ကိုရှင်းလင်းဖယ်ကြဖို့အတွက်ထောက်လန်ရေးအကြီးအကဲတွေရဲ့အတွင်းဆက်ဝိုင်းတွေကိုသူ့လူတယောက်ကိုထဲဖို့စီစဉ်ပါတယ်။1994မှာစီယုံကျုပ်အတွင်းအပြန်အလှန်စောက်ကြည့်ထိန်းကြီးရဲ့အစီအစဉ်ရဲ့တစိ့တစ်ပိုင်းအနေနဲ့ဗိုလ်ချုပ်မှုကြီးတန်းရွှေအမတ်88ရှေမြန်တက်မှမူလောက်ခဲ့စဉ်ကသူ့လက်အောက်မှာတာဝန်ထမ်းခဲ့ဘူးသူဗိုလ်မှူးကြီးကျော်ဝင်းကိုစစ်ထောက်လိုင်းရေးညွှန်ကြားမှုရုံးရဲ့ဒုတိယညွှန်ကြားရေးမှုအဖြစ်ခန့်အပ်လိုက်ပါတယ်။ သူ့ရဲ့အဓိကတာဝန်ကတော့ဗိုလ်ချုပ်ခင်ညွန့်ကို အနီးကပ်စောင့်ကြည့်ဖို့ဖြစ်ပါတယ်။ထောက်လန်းရေးဆက်ဝိုင်းထဲမှာယုံကြည်စိတ်ရှားရတဲ့သူကိုဦးတန်းရွှေကြီးကထည့်ထားသလိုစစ်ပတ်တက်မတော်အပိုင်းမှာလည်းဗိုလ်ချုပ်ကြီးဆိုဝင်၊ဗိုလ်ချုပ်ကြီးသိန်းစိန်၊ဗိုလ်ချုပ်ကြီးရွှေမန်းဗိုလ်ချုပ်ကြီးမြင့်စွေစားတဲ့လူယုံတော်တွေနဲ့တက်မတော်ကိုအမကန်ဖွဲ့စည်းတည်ထောင်ထားပါတယ်။နောက်ဆုံးတမတော်ကြီးလဲဂျိုကုံမူကြီးတန်းရွှေအနေနဲ့သူ့လူတွေနဲ့ပြည့်နေလာတဲ့အခါဗိုလ်ချုပ်ကြီးခင်ညွန့်ကိုဖြုတ်ရှရှင်းလင်းဖို့ကြိုးစားပါတော့တယ်။ 2004အောက်တိုဘာ16ရက်နေ့မှာတော့ဗိုလ်ချုပ်ကြီးခင်ညွန့်မန္တလေးကအပြန်မှာဖမ်းဆီးထိန်သိမ်းခြင်းခံလာရပါတယ်။နောက်ဆုံးနိုင်နေငယ်တွင်မှာပဲသူ့ရဲ့ထောက်လန်းရေးတပ်ဖွဲ့အားလုံးကို ဝင်ရောက်စီးနင်းပြီးဖျက်သိမ်းလိုက်ပါတယ်။ပြန်လည်ခုခံမှုမရှိတဲ့ဒီစစ်စင်ရေးကိုဗိုလ်ချုပ်ကြီးတန်းရွှေနဲ့ဒုတိယဗိုလ်ချုပ်မူကြီးမောင်ဦးတို့ကကြီးကြပ်ကွပ်ခဲ့ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုအမိတ်မနာခံမှုအကျင့်ပြတ်ရှာစားမှုတွေနဲ့အရေးယူပြီးအင်းစိန်ထောင်ကိုပို့ခဲ့ပါတယ်။ အင်းစိန်ထောင်ကိုရောက်တဲ့အခါဒေါအောင်ဆန်းစုကြည်ကိုထိန်းသိမ်းဖို့အတွက်သူ့ရဲ့အမိန့်နဲ့ဆောက်လုပ်ခဲ့တဲ့ဘန်ဂလိုလေးမှာဗိုလ်ချုပ်ကြီးခင်ညွန်နေခဲ့ရပါတယ်။နောက်တော့သူ့ကိုဆိုင်းငံ့ထောင်တန်း44နှစ်ရှာမှတ်လိုက်ပြီးနေအိမ်မှာအကျယ်ကျုံးနဲ့ထားခဲ့ပါတယ်။သူ့ကိုဖယ်ရှားလိုက်ပြီးတဲ့နောက်စစ်ထောင်လိုင်းရဲ့ညွှန်ကြားမှုယုံကိုလည်းစစ်ဘက်ရေးရလုံခြုံရေးအဖွဲ့လိုအမည်ပြောင်းလဲလိုက်ပါတယ်။ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့လက်အောက်ကိုအပြည့်အဝရောက်ရှိသွားခြင်းလည်းဖြစ်ပါတယ်။ ဝိမာအမြဲငရဲမအပဆိုသလိုကိုတုံနဲ့ကို အရိုက်ခံလာရတဲ့ဖန်စီထိမ့်သိမ့်ခံလာရတဲ့မှော်ဝန်သားဗိုလ်ချုပ်ကြီးမင်းသားတယောက်လက်တလောလက်ရှိဘဝမှာပေးဆက်လာရတဲ့ဝိကျွေးတစ်ခုဖြစ်ပါတယ်ဝိဆိုတာအလွန်ကြောက်စရာကောင်းပါတယ်ငရဲဆိုတာတိမ်မရောက်တာဝိကတော့နောက်ဘဝအထိမဆောက်ပဲဒီဘဝမှာတင်ဆက်ရှင်းပြန်လေတက်တဲ့သဘောရှိပါတယ်